CPB က American Beyond Blue မြို့တော်ဝါရှင်တန် DC ကိုရောက်ရှိနေတဲ့အမျိုးသားညီညွတ်ရေးဆိုတဲ့ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုညီတာကရောင်းဝယ်မှုညီတာကဆက်သွယ်နေပြည်စုံနေရတော့မှာဟုတ်ကဲ့ကိုကြီးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျေးဇူးပါဝင်ဒီ American Beyond Blue ကိုဒီတစ်နှစ်အတွင်းမှာတုံ့ပြန်ရောက်ရောက်ရှိလာတယ်ပေါ့လေရောက်ရှိလာတဲ့အချိန်မှာဒီ American Beyond Blue မှာလည်းနိုင်ငံရေးအခြေအနေတွေကတကယ်တော့ဒီနေ့မှရှိပဲတောက်ရှာမှုတွေ မတည်နိုင်မှုတွေဖြစ်တော့ဘူးဒီအခြေအနေတွေပေါ်မှာကျွန်တော်တို့မြန်မာအရေးကိုသူတို့စိတ်ဝင်စားမှုရှိလာအောင်သူတို့အခက်အခဲတွေကြားရတဲ့နေမှာကျွန်တော်မြန်မာအရေးကိုဆွေးထုတ်နိုင်အောင်ဝင်ပြီးနေမေလန်ဒီရောက်မှာကျွန်တော်အထုံးနေတဲ့အခြေအနေလေးတွေကိုကျွန်တော်တို့ပြောပြနေစီမှာပါခင်ဗျာ ကျွန်တော်အဓိကသွေးဆိုတာကတော့အမေရိကဆိုရနဲ့အမေရိကလွှတ်တော်ပေါ့သူချုပ်နဲ့ပြောမယ်ဆိုရင်အချက်၅ချက်လောက်ရှိတယ်လို့ပြောလို့ရပါတယ်အချက်၁ကတော့မြန်မာနိုင်ငံ Federal Democracy ရရှိရေးဒီတို့တို့အတွက်လဲ strategic interest ဖြစ်တဲ့အကြောင်းနားလည်တယ်တကယ်လို့မြန်မာနိုင်ငံဟာ Federal Democracy နိုင်ငံမဖြစ်ဘူးဆိုရင်တော့မြန်မာနိုင်ငံက first state ဖြစ်သွားရင်လည်းတကယ်အမေရိကအတွက်လိုခါကြီးကြီးဖြစ်နိုင်တယ်တခုကကျွန်တော်မြန်မာနိုင်ငံတွေ ဒီမိုကရေစီနိုင်ငံဖြစ်မလားသို့မဟုတ်မြန်မာနိုင်ငံသည်နော့ကိုရီးယားထက်ဆိုးတဲ့အာဏာရှိစနစ်နိုင်ငံဖြစ်မလားဆိုတာကအမေရိကန်ဆိုးရနဲ့အမေရိကန်ကောင်းဆောင်တဲ့နယ်တာကိုစစ်ဆထားပီတာဖြစ်ပါလားမြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံဖြစ်ခိုင်းရေးဟာအမေရိကရဲ့ strategic ဖြစ်တဲ့အခါမှာအရာကိုနံပါတ်၁ဆွနေခဲ့တယ်။ခုလတော်ဖြစ်နေတဲ့ကျွန်တော်တို့ဒီအမေရိကပြည်ထောင်စုမှာမြစ်တိနေထိုင်နေတဲ့မြန်မာပြည်ပွားတွေအခုဒီ DPS နဲ့နေနေတဲ့လူတွေ ောင်းကနာနေပါတော့ကိုကျွန်တော်တို့ရှိတယ်တော့ခမခမတာပေါ့နော် အော်တိုဘာလကျရင်တော့သူတို့ရဲ့ DBS က visa ကကုန်သွားတော့မှဖြစ်တယ်အဲ့ဒါကိုလည်းအမေရိကဆိုရမှာတောင်းရှိတဲ့လူတွေအနေနဲ့ဒါကိုဘလို့ပဲဖြစ်ဖြစ် extension လုပ်နိုင်ဖို့ကတော့အရေးကြီးချောက်ကိုကျွန်တော်ပြောခိုင်းတယ်ပြီးမှဒီ travel ban လဲကျွန်တော်ရောက်ခါစပ်ကဘယ်ဒါ effect ဖြစ်လာတဲ့အခါကျတော့ဒီ travel ban နဲ့ပတ်သက်ရည်လဲအခုနော် blacket uh travel ban po sa ma ho ban ne uh east bo no po bu do shop po twa nai a tu de phi myanmar nai nga ma lu nge di san ni ya da ha di si mu ma tha ma ni ya upade ko pya na bi ma si bo chou di ka nai bi ma myanmar nai nga ma si de ta ri de me ri ko ko lo kho yu bi ma သူများသားသမီးတွေကိုတော်တော်ဖို့ရအတွက်သူတို့လှုပ်ရှားနေတဲ့အကြောင်းနဲ့ဒီ travel ban ဟာတကယ်တမ်းဆိုရင်တော့လို့ကအခက်အခဲအမှရှိနေတဲ့အတွက်အကြောင်းဒါကိုလည်းရှော့ပေါ်ပေးနိုင်ဖို့ဆိုဆွေးနွေးနိုင်ခဲ့တယ်ပြီးမှတစ်ခုကတော့ ဒီအမေရိကမှာရှိနေတဲ့ပါမာအက်ဥပဒေပေါ့နော်ဒီပါမာအက်ဥပဒေကိုလည်းသူတို့အနေနဲ့အကောင်ဆုံးနဲ့ဒီ fully implemented ဖြစ်နိုင်ဖို့ရအတွက်ကိုကျွန်တော်ဘလို့ strategy ဆွဲပြီးမှဒီပါမာအက်ဥပဒေကြီးဟာစာရွက်ပေါ်မှာပဲရှိပြီးမှအကောင့်ထဲကိုမပေါ်ဘဲနဲ့ထားနေတယ်ဆိုရင်ခုနလို Indo Pacific တို့မဟုတ်ဒီခုနဒီ India Ocean တခုလို့ရလို့ချုံရင်ကပလို့ချုံရင်နဲ့ကပစီပွားရဲ့လာကြောင်းဟာလည်းထိခိုက်နိုင်တဲ့ အခြေအနေကိုလည်းကျွန်တော်တို့အဆွေနေခဲ့ပါတယ်နောက်တစ်ခုကတော့ဒီစကားစကားပြုလို့မဲ့သူ့ရရုပ်ောက်ပွဲပေါ့နော်ဒါဟာဒီနှစ်မကုန်ခင်မှာသူတို့ကပြုလို့မယ်လို့သူတို့ကညင်ညာထားပြတာဖြစ်တယ်စကားစကားပြုလို့မဲ့သူ့ရရုပ်ောက်ပွဲနဲ့ပတ်သက်ပြီးမှာအမေရိကန်ကောင်စော်တွေနဲ့အမေရိကန်ဆိုးရွားတွေအနေနဲ့ဒါကိုလို့ကဒါလက်မခံဖို့ကျွန်တော်တို့ဆွေးနွေးခဲ့တယ်ကျွန်တော်တို့အနေနဲ့ဒီတိုင်းပစကားနဲ့ပြောတဲ့ဥစ္စာမဟုတ်ဘဲနဲ့အတူရရုပ်ောက်ပွဲနဲ့ပတ်သက်မယ်ဆိုရင်လည်းသူတို့ဖွဲ့လာမဲ့အတူရအစိုးရတွေကိုတေချာ ကြီးထားပြီးမှတစ်ဖက်ကပြောမယ်ဆိုရင်တော့ကျွန်တော် local governance ပေါ့ဥမာချင်းပြည်နယ်ပဲဖြစ်ဖြစ်ရခိုင်ပြည်နယ်ပဲဖြစ်ဖြစ်နော်ကချင်ကရင်နဲ့ကရင်နေနဲ့မွန်အစစစ်တပြောစကိုင်းမကွေးနော်ပကအကုန်လုံးပေါ့အတိုင်းနဲ့ပြည်နယ်ဆယ်လေးခုပေါ့နော်ဒီမြို့နယ်ပေါင်း330ထက်မှလဲစကစကသူတို့အစိုးရတွေကျေးရွာအုပ်ချုပ်ရေးကအစပေါ့နော်စကစကဒီအတွေ့ရရိုးကောပမာတစ်စက် legitimate ယူပြီးမှဒါကော အဖွဲ့မဲ့အစားပေါ့เนาะကျွန်တော်တို့ဘလုံးနဲ့ဒီ bottom up federalism ကိုအခုခရကနေပြီးမှကျွန်တော်ဟာဒီလွှဲမြောက်နိုင်ပြီးမှပေါ်ဆောင်နိုင်မယ်ဆိုတာကိုလည်းကျွန်တော်ကဆွေးနွေးနိုင်ခဲ့တယ်။ Okay ဝန်ကြီးနေတဲ့ဒီ UK နိုင်ငံမှာလည်းဆိုရအဖွဲ့တောင်းရှိတဲ့တချို့ရဲ့လွတ်တော်မှတ်တချို့ရဲ့နဲ့တွေ့ဆုံပြီးတော့ကျွန်တော်တို့ဒီမှာဒီရေနဲ့ပတ်သက်လို့သူတို့တိအောင်ကျွန်တော်အထောက်အကူရရှိတယ်လို့တိရပါတယ်။ပြီးတော့ကျွန်တော် မြန်မာပြည်ကစစ်ဘေးရင်ပြည်သူတွေကိုကြီးရရှိရင်းနဲ့ဘေးရင်ပြည်သူတွေကိုကြီးရရှိရင်းကိုတော်လေပြန်နေနေရလာအောင်ဘလို့ပေပုံပေနေရလာအောင်ကျူတာအထုံးနေဆိုတာကျွန်တော်ရှင်းပြပေးနေချင်ပါခင်ဗျာကျွန်တော်ဒီမှာမလာခင်မှာ UK မှာကျွန်တော် UK ဆိုရနဲ့ကျွန်တော် UK ထွက်တော့ကတောင်းဝန်ရှိတဲ့လူကြီးတွေနဲ့ကျွန်တော်တွေ့ခဲ့တယ်ဒီ UK အစိုးရနဲ့နဲ့ကတော့ဒီမင်းကလေးမှာပေါ့နော်သူတို့ကပေါင်26တန်းအထိကိုသူတို့ဂုဏ်ခဲ့တာကိုလည်းပြောခဲ့ပါတာ သူတို့အကူငွေတွေအကုန်လုံးမှာလမ်း UK ဆိုရနေနဲ့ကတော့6500ခန့်နှုတ်ကိုတော့ localize လုပ်တဲ့အနေထားရှိတာကိုလည်းပြောခဲ့ပါတယ်ကျွန်တော်တို့ဒီ UK ပဲဖြစ်ဖြစ် EU ပေါ့နော်ဒီ Europe တိုင်းမှာရှိနေတဲ့တချို့တို့တို့များများဟာဆိုရင်လည်းဒီမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမှ sanction ကိုလုပ်တဲ့အခါမှာ သူတို့ဟာလည်းတက်တက်ကြွကြွတော့ဒီ suction ကိုဒါကပေးဆွေးကိုလိုချပါအတိုင်းမဲ့လည်းတခုချာနေခက်တာကဒီမြန်မာ economy bank လို့မျိုး MEB ပေါ့နော်သူတို့က suction မလုပ်တဲ့အခါကျတော့မြန်မာ economy bank ကမှ the city စကားစကားဒါကပေးဆွေးမှုကိုသူတို့ကရှောင်နေတာကိုတွေ့ရတယ်အဲ့ဒီလကြောက်တွေကို suction လုပ်တဲ့အခါမှာတင်ချာလဲ effectiveness ကိုလည်းတင်ချာနေကြည့်ပြီးမှစကားစကားဟိုဖက်ကိုလုပ်မဲ့ဒီဖက်ကိုထွက်နေဆိုတဲ့ဒီထွက်ပေါင်းတွေကိုပေါ့နော် ်ထပ်ပြီးတော့ပေးနိုင်ဖို့ကိုတော့ဆိုတော့ဆွေးနွေးခဲ့တယ်နောက်တစ်ခုကတော့မင်္ဂလီနဲ့ပတ်သက်ရင် UK နိုင်ငံကဒုတိယအကြီးဆုံးကူညီတဲ့နိုင်ငံဖြစ်တယ်ဥပမာပေါ့ဒီတူရကီနိုင်ငံနဲ့ဒီဆီးရီးယားနိုင်ငံမှာဟိုတို့ကမင်္ဂလီလုပ်ခဲ့တယ်အဲ့ဒီအချိန်မှာလည်း UK အနေနဲ့ကပေါင်းတရ90နီးပါးကိုကူညီခဲ့တာကိုတွေ့ရတယ်တူရကီနဲ့ဆီးရီးယားမှာမီဒီယာတွေဝေခွေပေးခဲ့တယ်မီဒီယာတွေကနေပြီးမှ BBC တို့ကနေပြီးမှဒါကိုဒေချန်လေး coverage လုပ်တဲ့အခါကျတော့နှစ်ပတ်အတွင်းမှာပေါင်း 150နီးပါးသူတို့မိငလီကူငီဖို့အတွက်လုံနိုင်ခံတော့ကိုတွေ့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာစစ်ကောင်စီကသူတို့မီဒီယာတွေကိုဝေခွင့်မပေးတဲ့အခါကျတော့နှစ်ရက်ပဲဒီမိငလီနဲ့ပတ်သက်ပြီးမှ coverage ကိုလုံနိုင်ခဲ့တဲ့အခါမှာ တူရကီမှာကတော့နှစ်ပတ်လိုပေးခဲ့ပြီးမှနှစ်ပတ်အတွင်းမှာ ပေါင်း150တန်နီးပါးသူတို့က race လုံနိုင်ခဲ့ပြီးမှအခုမြန်မာနိုင်ငံမှာကျတော့ နှစ်ရက်ပဲသူတို့ကလုပ်ပြီးမှအဲနှစ်ရက်အတွင်းမှာကိုတော့ပေါင်း26တန်းအထိပဲရနိုင်ခဲ့တဲ့အနေအထားကိုလည်းကျွန်တော်တွေ့ရပါတယ်ပြောချင်တာကတော့တောင်မှလည်းကျွန်တော် UK အစိုးရပဲဖြစ်ဖြစ်ဒီနိုင်ငံတကာအစိုးရနဲ့နိုင်ငံတကာမှာမြန်မာနိုင်ငံအကြောင်းနဲ့ပတ်သက်ပြီးမှမီဒီယာမှာထွက်ဖို့အရေးကြီးတယ်ဆိုတာကိုလည်းကျွန်တော်ဒီခါဆောင်တော့ယူခဲ့ပါတယ်ဒီလွှတ်တော်ဒီမှာလည်းမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးမှဒီထက်မကသူတို့ပို့ဖို့တော့ဒီ လှုပ်ရှားနိုင်ဖို့ပေါ့အထူးတပည့်ခုဆိုရင်တော့နိုင်ငံတော်တိုက်ပိခါပို့ကိုတော့အောက်ဆဆုချီအနေနဲ့ဇူလိုင်လ16ရက်ဆိုသူရမွေးနေ့ရရှိတော့အသက်80ပြီးသွားပြီဗီတရှာအစိုးရတော်လကောက်လွှတ်တော်တော်လကောက်တတ်နိုင်တဲ့ဖက်ကနေပြမတာကိုခုထိဆိုရင်2000 2000ကျော်နိုင်ငံရဲ့ကြီးသားတွေကိုအများဆုံးပြောင်းလဲပေးနိုင်ဖို့ကိုလည်းကျွန်တော်ဆွေးနွေးနိုင်ခဲ့ပါတယ်ကျွန်တော်တို့မြန်မာပြည်ကြီးကအင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်ရုရှားအကြီးနိုင်ငံကြီးအရေးနဲ့ဟာလာပြီးချိတ်ဆက်နေပါတော့ ပြီးတော့ကျင်းနယ်မရှာကစစ်ကောင်စီဘက်ကရက်တည်လာတယ်ပေါ့ဒီလိုချင်းတွေကကျွန်တော်တို့ပြည်ထဲမှာရုန်းကန်နေရတဲ့တော်တော်များများဆိုပြီးတော့အခက်အခဲဖြစ်စီတယ်ပေါ့အဒီချင်းတွေမှာဒီအင်အားကြီးနိုင်ငံတွေ KO ရုရှားအိန္ဒိယစသဖြင့်ဒီအင်အားကြီးနိုင်ငံတွေရဲ့ခြေလှမ်းတစ်ခုချင်းတွေကဘလို့ရှိနေတယ်ဘလို့သူတို့နဲ့ဂျီလောက်ဖို့ဆက်ဆံနိုင်ဖို့အတိပေးနိုင်ဖို့ကြိုးစားအားထုတ်မှုတွေရှိနေတယ်ဆိုတော့လေပြောပြစေချင်ပါတယ်ခင်ဗျာ မြန်မာနိုင်ငံဟာတရုတ်နဲ့အိန္ဒိယအကြားမှာရှိတဲ့နိုင်ငံဖြစ်တဲ့အခါမှာမြန်မာနိုင်ငံအီနီနာချီမှာကဘာလူဦးရေတဝက်ကရှိနေတယ်မြန်မာနိုင်ငံမတည်ငြိမ်ဘူးမြန်မာနိုင်ငံမအေးချဘူးဆိုအိန္ဒိယအတွက်လည်းအန်ဒရက်ရှိနေတယ်လို့တရုတ်အတွက်လည်းအန်ဒရက်ရှိနေတယ်ထို့အပြင်အမေရိကန်နဲ့အခုလို UK နဲ့ဒီ EU အတွက်လည်းဒါဟာကြီးမားတဲ့အန်ဒရက်ဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်အဲ့ဒါကိုဆွေးနွေးခဲ့တယ်အမေရိကပြည်ထောင်စုမှတောင်မှလူလွယ်ခန့်တဲ့နှစ်မှာ the online scam the cyber crime တွေကနေပြီးမှ America dollar နဲ့ billion sale နိပါလောက်ကိုအလိန်ခါခန့်တော့ကိုတွေ့ရတယ်ဆိုတော့မြန်မာနိုင်ငံဟာ online scam ပဲဖြစ်ဖြစ်အခု America မှာယူဆိုင်ရတာ federal မျိုးစေဝါပေါ့ criminal elements တွေက ကျွန်တော်ရှိနေတာကိုဆွေးနွေးခံတယ်ဒီ criminal elements တွေဟာလည်းဒါတွေကိုဘသူတွေကဖြစ်စေခိုင်းနေတယ်လဲဆိုတော့အဲ့ဒီမှာတရုတ်နဲ့ရုရှားအခက်ခါတာဟာလည်းအရေးကြီးလာတယ်တရုတ်နဲ့ရုရှားကအခြားဖက်ဆီအနာစီစစ်ကောင်စီကိုကူညီပပုတ်ချင်းတွေဟာ drug crime တို့ cyber crime တို့နော် human trafficking crime တို့အကောလို့ကိုလည်းတိုင်းရိုက်မဟုတ်ရတော့မှတွေ့ဝိုင်းနဲ့ကူညီနေတာကိုလည်းကျွန်တော်ဆွေးနွေးနိုင်ခဲ့ပါတယ်ဒါလည်းအင်တာမှာအိဒီယာအတွက်တော့လောကောင်းတရုတ်အတွက်တော့လောကောင်းဒါတွေဟာ legitimate cause ဆောင်တော့ဖြစ်တယ် မေရှားတတုကို2023 data ကိုကြည့်မယ်ဆိုရင်မြန်မာနိုင်ငံမှာထွက်တဲ့မေရှားတတု red off ဒီဟာအဓိကတော့တရုတ်ပြည်ကိုသွားတယ်တရုတ်မှာ process လုပ်ပြီးမှနိုင်ငံတကာကိုဖြတ်ချင်တယ်2023ရဲ့မေရှားတတုအရောက်ဝယ်ကိုကြည့်မယ်ဆိုရင်မြန်မာနိုင်ငံကနေထွက်သွားတာဟာ American dollar နဲ့1.4 billion တာပို့ရှိတယ်။စကားစကားနဲ့ပြန်မဟုတ်ပြီးတို့တရုတ်သွားတယ်တရုတ်ကနေ process လုပ်ပြီးရောက်ချတယ်တနင်္ဂနွေတက္ကပါလို့ကိုရောက်ချတယ် မြန်မာနိုင်ငံမှာထွက်တဲ့တရားစသားကိုဗီတူလူထုကိုပြတ်တပ်ဖို့ရအတွက်အတူပြုနေတဲ့ဥစ္စာဟာစီစာဆွေးမှုရောက်နေတယ်ကျွန်တော်တို့ဒီဖက်မလိုက်တဲ့နိုင်ငံချိုင်းမူဝါဒကိုတွားတဲ့အခါမှာရာချင်းနိုင်ငံတွေရဲ့အောက်မှာနေပြီးမှဒါမဟုတ်ပဲနဲ့ကျွန်တော်တို့တကဘာလို့အတွက်အိန္ဒိယချစ်တဲ့အလို့အတွက်ကိုကျွန်တော်တို့ဟာ stabilizer forces ဖြစ်နိုင်ဖို့ ဆိုတာကတော့မြန်မာနိုင်ငံတည်း step ကိုဖြစ်လာဖို့လိုပါတယ် step ကိုဖြစ်လာဖို့ဆိုတာကတော့အောက်ခြေကနေစပြီးမှကျွန်တော်က federalism ကိုတွားနိုင်မယ့်အခါမှာပဲဒါဟာဖြစ်နိုင်မယ်ဆိုတာကိုကျွန်တော်ကမိမထုတ်ပြီးမှတွေးတဲ့လူကြီးတွေနဲ့ကိုကျွန်တော်ကတေးစေဒီပါဆွေးနွေးနိုင်ခဲ့တယ်ဆိုတော့တရုတ်ပဲဖြစ်ဖြစ်အီတရားပဲဖြစ်ဖြစ်တခြားကျွန်တော်အင်ဒီးယားချစ်အနေနဲ့ဒီစစ်ကောင်စီကိုအီဒီယာဓမ္မဒီယာတစ်ခုလုံးနဲ့အီတိုပါစဖစ်တစ်ခုလုံးရဲ့လို့ချွေးနဲ့စီးပွားရေးကို ထိခိုက်နိနာစေမြဥ္စာကိုသူတို့တိလျက်နဲ့ဆက်လက်ပြီးမှလို့လောက်စားပေးနေတယ်လို့မဟုတ်တော့ပါနဲ့ရတနိုင်ဖို့အတွက်ကိုတော့ကျွန်တော်ဥမာ the russian company တွေတရုတ် company တချို့ကိုလည်းဒါခပေးစုပို့လာအခြေအတာပြီလားဆိုတာကျွန်တော်စစ်ဆေးဖို့လိုပါတယ်ကျွန်တော်ရေးဆန်နေရတဲ့ drone တွေပေါ့နော် ချက်လေကြီးတွေကဘယ်ကလာတယ်နော်ဒီစလနက်တွေကတရုတ်ကလာတယ်ရုရှားကလာတဲ့အခါမှာမြန်မာပြည်သူတို့ကစစ်ကောင်စီနဲ့ရည်ဆိုင်နေရတယ်ဆိုပေမဲ့လည်းတကယ်ကျွန်တော်ရည်ဆိုင်နေရတာကတော့တရုတ်လက်နက်နဲ့ရည်ဆိုင်နေရတယ်ရုရှားကလည်းရည်ဆိုင်နေရတယ်ဆိုတဲ့အနေထားကိုတော့ကျွန်တော်ဆွေးနွေးခဲ့ပါတယ်ဒီနေ့ကစပြီးကျွန်တော်တို့ဒီအာဆီယံအလဲကြောင်တောင်းမလေးရှားနိုင်ငံရယူကျွန်တော်ဒီဆရာနာတိမင်းနာပိုင်မှာမလေးရောအင်ဒိုနီးရှားဆိုတာ ဒီဒေါ်လာရေးပတ်သက်ရခံမှုရှိခဲ့တယ်လို့ကျွန်တော်သိရတယ်နော်။ဒါပေမဲ့အခုမလေးကအလက်ကျအုပ်သားအနေနဲ့တောင်းယူပြီးနောက်ပိုင်းမှာတကယ်ပဲဒေါ်လာရေးအားစုတွေပတ်သက်ရခံမှုရှိရလား။မြန်မာပြည်နဲ့ပတ်သက်လို့ပြောင်းလဲလေးရှိရလား။အဲဝန်ကြီးနေလည်းဘယ်လိုမြင်လဲ။ပြီးတော့ဝန်ကြီးတို့အနေနဲ့ကြိုးစားအားထုတ်မှုဘယ်လိုရှိပါလဲခင်ဗျာ။အဲတကယ်အကောင်းတဲ့ development တစ်ခုတော့ဖြစ်နေတယ်။သို့တော့ အာရှကိုဘဟုပြုပြီးမှလုပ်နေတဲ့အခက်ကြီးတစ်ခုကိုတော့ရှိတယ်တို့တော်လည်းပဲပြောချင်တာကတော့အာရှတစ်ခုထက်နဲ့မြန်မာနိုင်ငံပြဿနာဟာလောကဖြစ်ရှိလို့မရဘူးဆိုတာတော့ဒါအားလုံးကတော့လက်ခံဖို့လိုတယ်။အဲ့ဒီနေရာမှာကျွန်တော်အာရှန် plus plus လို့လာတာပေါ့နော်။အာရှနဲ့တရုတ်အာရှနဲ့အိန္ဒိယအခုနောက်အာရှနဲ့ US အာရှနဲ့ EU plus plus ကအများကြီးနဲ့မြန်မာနိုင်ငံကိုချစ်ကတဲ့အခါမှာ သူတို့အတွက်ဒီမဟာမြူဟာမြောက်တဲ့အခင်ကြီးတစ်ခုကိုတော့သူတို့ဖန်တီးဖို့လိုတဲ့ဥစ္စာကိုတော့သူတို့ထောက်ပြခဲ့ပါတယ်မင်းညပြောရလေ5 point ပဲဖြစ်လာတယ်ဒီနေ့ဆိုရင်5 point အနာကဆိုရင်5 point ဆိုတဲ့ဥစ္စာကြီးကတော့အဲ့ဒါကနေပြီးတော့ကျွန်တော်ကတော့ထွက်သွားဖို့တော့အရေးကြီးအရေးကြီးတယ်လို့ထင်တယ်ဒါကြောင့်မလို့မြန်မာပြည်သူလူထုပါတဲ့ process တစ်ခုကိုအာရှအနေနဲ့တည်လာနိုင်ဖို့ကတော့ဒါအရေးကြီးဆုံးတစ်ခုတော့ဖြစ်တယ်လို့ကျွန်တော်ယူကြည်ပါတယ် နိုင်ငံတကာရေးမတည်မနေဖြစ်နေတာတွေကကျွန်တော်တို့ပြည်တွင်းတော်လိုင်းပေါ်မှာ PI ဖြစ်ကြအောင်နော် PI ဖြစ်ပြီးတပတ်ကပြန်ကြည့်လို့လည်းဒီအာဂျင်တီးနားတရားရုံးကိုကိစ္စမျိုးတရားရုံးမှာဖောင်းတော့စစ်ကောင်းဆောင်ဖောင်းရန်ထုတ်တဲ့ကိစ္စမျိုးပေါ့လေဒါမျိုးပြီးရင်ပြီးကြတဲ့ရက်ပိုင်းကဒီ IR ကနေပြီးတော့ Article 33နဲ့ဒီစစ်ကောင်းဆောင်ရဲ့ရည်ရွယ်ချက်ခပ်ပြီးဆိုတော့ပေါ့လေဒီချက်တွေကတော့ကျွန်တော်တို့တော်လိုင်းအတွက်အားဖြစ်စေတယ်ဆိုပြီးတော့ပြောဆိုနေကြတာပေါ့အဲနိုင်ငံတကာဖွဲ့စည်းတွေရဲ့ PR ပေးဆောင်ရွက်မှုတွေ ဒါဘယ်လိုလုပ်ဖို့ပုံပြီးကောင်းလာမလဲကျွန်တော်တော်လိုင်းရေးအတွက်တရားမှုဘယ်လိုရှိလာတယ်ဝင်းနေနေဘယ်လိုမြင်လဲပြီးတော့ဒီဖွဲ့စည်းတွေပေါ်မှာဘာများပြောစရာရှိပါမလဲပေါ့တကယ်ဆိုရင်တော့ဒါဒီအလုပ်က pressure ဖြစ်တယ်ဒါပေမဲ့ pressure တစ်ခုထက်နဲ့ကအလုပ်မဖြစ်ဘူး action ဖြစ်ဖို့လိုတယ် ILO နဲ့ဒီ article 33နဲ့ပတ်သက်ပြီးတော့လကောက်ဒီ Burma Act ဥပဒေနဲ့ပတ်သက်ပြီးတော့လကောက်ဒီ Suction နဲ့ပတ်သက်ပြီးတော့လကောက်အကူလို့ပေါ့နော်ဒီ pressure တွေကိုဘလုံးနဲ့မေးပြီးမှ on the ground မှာ action အဖြစ်နဲ့ပြုလို့တွားမလဲဆိုတာကတော့ action plan တွေထွက်လာဖို့လိုပါတာအဲ့ဒီ action plan တွေမှာခုန ILO နဲ့ပါတဲ့ ASEAN နဲ့ပါတဲ့ခုန EU နဲ့ပါတဲ့ INAS နဲ့ပါတဲ့ဒီတကက် action plan ကဒီဖက်မှာဆီလာဖို့လိုတယ်လို့နိုင်ငံတကာမှာပြီးတွေးမှာဆိုရင်လည်းကျွန်တော်အနေနဲ့ဒီ Sea Council မရှိတော့တဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံဟာ ဘာလဲဆိုတာကိုတော့ဒီ plan ကိုကျွန်တော်မှာတေချာလဲနိုင်ငံတကာကိုတော့ချပြနိုင်ဖို့လိုတယ်ဒီနိုင်ငံတကာအခင့်ကြီးနဲ့ဒီတွေ့ကအခင့်ကြီးနဲ့အဲ့ဒီနှစ်ခုအကြမ်းမှာတခါလဲ cap တော်တော်ရှိလို့ကျွန်တော်သုံးသပ်မိပါတာအဲ့ဒီ cap ကိုလဲကျွန်တော်နေနဲ့နိုင်ငံတကာဖက်ကတော်လောက်ကောင် ကျွန်တော်ပြီးတွေ့ဖက်ကတော်လောက်ကောင်အဲ့ဒီ cap ကိုတော့ကျွန်တော်ဟာအတတ်နိုင်ဆုံးအနည်းစားဆုံးဖြစ်လာနိုင်တဲ့အထိကိုတော့တည်ဆောင်သွားဖို့တော့ကျွန်တော်တွေ့တာမှတ်မှအရေးကြီးပါတယ်